မဲမင်္ဂလာပါဆိုမိမှကျန်လုံကနေကြိုဆိုပါ၏နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်အထွေထွေထိုးစစ်အောင်မြင်ရေးအတွက်ပြည်သူတိုင်းပါဝင်ရန်တိုက်တွန်းသည့်ဇွန်လ၁ရက်2025မြန်မာနိုင်ငံတွင်စစ်အာဏာရှင် အုပ်ချုပ်မှုဆန့်ကျင်သောຫນွေဥတော်လှန်ရေးအတွင်းမကြခင်တွင်စတင်မည့်အထွေထွေထိုးစစ်ကြီးအောင်မြင်ရေးအတွက်ပြည်သူတိုင်းပါဝင်အာရုံစိုက်ရန်မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုးကတိုက်တွန်းလိုက်သည် အဆိုပါမှစကားများကိုယင်းသည်ပြည်သူမှပြည်သူတို့ဟုရန်ကုန်ခေတ်တမှ စီစဉ်တင်ဆက်သည့်အပတ်စဉ်အမေးဖြေစီစဉ်တွင်ဖော်ပြခဲ့ခြင်းဖြစ်သည် NUG ကာကွယ်ရေးဝန်ကြီးဦးဟီမွန်88မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်တို့အပါအဝင်တော်လှန်ရေးအင်အားစုများကလည်းအထွေထွေထိုးစစ်ကြီးလာမည်ဟု ထုတ်ဖော်ပြောကြားပြီးဖြစ်ပြီးဒေါက်တာဇော်ဝေဆိုးကလည်းယင်းသည်တော်လှန်ရေးအောင်မြင်ရေးအတွက်တောချက်တစ်ခုဖြစ်သည်ဟုပြောကြားသည် သူကတတိပေးသည့်အရာတစ်ခုမှာအထွေထွေထိုးစစ်အတွင်းစစ်ကောင်စီသည်တိုက်ခိုက်နိုင်သူများထက်အားနည်းသည့်ပြည်သူများကိုရည်ရွယ်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်ထို့ကြောင့်စေယုံကျောင်းပါဝင်လူထုအတွက်လုံခြုံသောနေရာများစိတ်စုံစားကိုကြိုတင်ပြင်ဆင်ရမည်ဟုဂုံပြုတောင်းဆိုသည်စစ်ကောင်စီကမနိုင်တဲ့ PDF တပ်ဖွဲ့တွေမဟုတ်ပဲရည်ရွယ်ချက်နဲ့ပြည်သူတွေကိုပိတ်မှတ်ထားပြီးတိုက်ခိုက်တတ်တာပါဒါကြောင့်ကျွန်တော်တို့အနေနဲ့ safe hospitals safe schools safe places for people ဆိုတဲ့အရာတွေကိုပြင်ဆင်ဖို့လိုပါတယ်။ဆရာဝန်တွေ၊ဆရာမတွေ၊ဆရာမိမိတွေဝန်ဆောင်မှုပေးသူတွေကလည်းအထွေထွေထိုးစစ်အတွင်းမှာလူမှုလုံခြုံရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ပြည်သူတွေလည်းသတိရှိမှုအသိပညာနဲ့ပြင်ဆင်မှုတွေအားပြည့်ဖို့လိုပါတယ်ဟုမင်းကဆိုသည် ထို့ပြင်အထွေထွေထိုးစစ်သည့်မြည်သည့်အချိန်တွင်စတင်ပြီဆိုသည်ကိုတေချာသိနိုင်ခြင်းမရှိတော့လေမြေအောင်မြင်မှသာတော်လန်ရေးအောင်မြင်မှုအဖြစ်သတ်မှတ်နိုင်ပြီဖြစ်သဖြင့်လူတိုင်းပါဝင်မှုသည်အရေးကြီးကြောင်းသူကသတင်းပေးသည် ကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်အတွင်းဆောင်ရွက်ခဲ့သမျှအားလုံးကိုဒီအချိန်မှာအင်အားပြည့်အားဖြည့်ပြီးအထွေထွေထိုးစစ်အောင်မြင်ဖို့ပြင်ဆင်ရမယ်။ဒီစစ်ကတော့တော်လှန်ရေးအောင်မြင်ရေးကိုဆုံးဖြတ်ပေးမယ့်အချက်ပါ။ဒါကြောင့်စစ်ရေးအင်အားစုတွေလည်းဖြစ်စေဝန်ဆောင်မှုပေးသူတွေလည်းဖြစ်စေပြည်သူတွေကိုပါဝိုင်းဝန်းပါဝင်ကြဖို့တိုက်တွန်းပါရယ်။ဒါဟာလူတိုင်းပါဝင်ဖို့လိုတဲ့အရေးကြီးတဲ့အချိန်ပါဟုလင်းကထပ်မံပြောကြားသည်။ ဒေါက်တာဇော်ဝေဆိုးသည်ယင်ယူဂျီယာဤသမရဒူဝါလာရှိလာဤညွှန်ကြားမှုဖြင့်2025ခုနှစ်အစတွင်ပြည်ပမှမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့သည်မြကြီးနားအနေပိုင်းရပ်ွက်များတွင်အေရီမြေရေဝင်ရောက်မှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပေါ်အချင်းပြင်းနေရှိအထက်ပိုင်းဒေသများ၌မိုးသေးထန်စွာရွာသွန်းနေခြင်းကြောင့်မြကြီးနားမြို့ရှိအနေနေရာများသို့အေရီမြေကြီးစတင်ဝင်ရောက်လာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လာကြောင်းသိရှိရသည်မေလ31ရက်နေ့အချိန်ကစတင်၍ညရေဝင်လာခြင်းဖြစ်ပြီးယမန်နှစ်ကရေတက်မုန်းမှုထက်ပိုမှုမြန်ဆန်သည့်အခြေအနေဖြစ်ကြောင်းဒေသခံများကလူမှုမီဒီယာတွင် ထုတ်ဖော်ပြောကြားထားကြသည်လက်ရှိတွင်ရန်ပူကျပ်ပေါင်ခြံလေကုံမြင့်ငိအေးနှင့်အောင်တရားပါဝင်မြကြီးနားမြို့ရှိမြေနေရက်ွက်အချို့တွင်ရေရင်ဆိုင်ရခြင်းကြောင့ ဒေသခံများကိုဘေးလွတ်ရာနေရာများသို့နေရာရွှေ့ပြောင်းနေကြရသည်အေယာရီမြည်ရည်သည်စိုးရိမ်ရေအမှတ်1200စင်တီမီတာအောက်တွင်ရှိနေတော်လဲရေများနှုံးသည်တဖြည်းဖြည်းမြင့်တက်လာနေပြီးယနေ့စွန်တရက်တွင်1083စင်တီမီတာအထိရောက်ရှိနေပြီဖြစ်သည်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းနောက်တရက်အတွင်းစိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သည်ဟုသတင်းထုတ်ပြန်ထားသည် အခြားတစ်ဖက်တွင်လည်းချီပွေမျိုးရှိမေခမြည်ရည်သည်ဆက်လက်မြင့်တက်နေ၍ဆစ်ဆောင်စခန်းများနှင့်မြေနှိမ့်ဒေသများတွင် ရေထဲသို့စတင်မြုံနှံသွားပြီဖြစ်ကြောင်းသိရသည် ယခုအချိန်အတွင်းမိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်မှုမိုးကြိုးထိပ်မှုမိုးတီးကျမှုလျှက်စီးမှုရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့်မြင်းနှင့်ချောင်းဤဒေသခံများကုန်းမြစ်ဒေသအနီးတွင်နေထိုင်သူများသည်သတိထားပြီးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်တင်ကြောင်းမိုးလေဝသနှင့်ဇလဌာနကအကြံပြုထားသည် ဒေါ်တသက်ခိုင်ကလက်နက်ကင်အဖွဲ့များအားငင်းချင်းရေးစားပွဲသို့ဝင်ရောက်လာစေပြီးတိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင်ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်မြန်မာနိုင်ငံ၏တည်ငြိမ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးအတွက်တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းများအားငင်းချင်းရေးစကားဝိုင်းသို့ဝင်ရောက်လာစေပြီးတနိုင်ငံလုံးအနေဖြင့်ဥပပေါင်းဆောင်ရွက်ကြရန်ပြည်သူ့ရှေ့ဆောင်ပါတီ PPF ဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကမေလ30ရက်တွင်ပြောကြားခဲ့သည် ဤဖိတ်ခေါ်ချက်ကိုနေပြည်တော်မင်္ဂလာသီရိဟိုတယ်တွင်ကျင်းပသောမြမပြည်အလဲပိုင်းငလင်ကြီးပြန်လည်ထူထောင်ရေးဆွေးနွေးပွဲအတွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဒေါ်တက်တက်ခိုင်ကလက်နက်ကင်အဖွဲ့အစည်းများသည့်အပြည့်ခက်ရစေးပြုလုပ်ပြီးနောက် ငင်းချင်းရင်ညီလာခံတို့ဝင်ရောက်လာရင်မြစ်တာရက်ခံလိုသည်ပြည်သူတို့ဤဥပေါင်းပါဝင်မှုဖြင့်တိုင်းပြည်ကိုချစ်မြတ်လို့သောစိတ်ဖြင့်တကူတော်အကျိုးစီးပွားမဟုတ်ပဲအမျိုးသားအကျိုးစီးပွားအပေါ်အလေးပေးကာတင်းကြီးခံ၍ဥပေါင်းဆောင်ရွက်ရန်အချိန်တန်ပြီးဟုပြောသည်အပြည့်ခက်ရစဲရေးနှင့်ပတ်သက်၍စစ်ကောင်စီကဧပြီလအတွင်းနှင့်မေလတလျှောက်တနိုင်ငံလုံးအပြည့်ရဲ့အကြောင်းကြေညာခဲ့တော်လဲတော်လန်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအရာ စစ်ကောင်စီကရင်းချညာချက်နှင့်ပြည်အရသားနေရာများတော်လန်ရေးတပ်ဖွဲ့များအခြေခံနေရာများသို့လေကြောင်းမှဘုံကျဲတိုက်ခိုက်ဆဲဖြစ်ကြောင်းနှစ်လအတွင်းအရသားများယာနှင့်ချီတည်ဆုံးခဲ့ကြောင်းသိရှိရသည်။ ဒါအပြင်ပြည်သူများဒီလည်းပြန်လည်တိဆောက်ရေးအတွက်အ धिक အခမ်းကဏ္ဍဖြစ်ကြောင်းလုံခြုံရေးစိန်ခေါ်မှုများကြောင့်အင်အားဆုံးခွာရခြင်းအလုတ်ကင်မလုံနိုင်ခြင်းကလေးများအတွက်ပညာရေးခက်ခဲများကြုံတွေ့နေရခြင်းစသဖြင့်ပြည်သူလူထုအနေဖြင့်လည်းထိခိုက်မှုအများကြီးရှိနေကြောင်းထိုခက်ခဲများကြားထဲမှထပ်မံဖြစ်ပွားသောတဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်နေရကြောင်းလည်းဒေါ်သက်သက်ခိုင်ကဆက်လက်ဖော်ပြသည် ဒီလိုအခြေအနေအတွင်းမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတိုင်းဟာတိုင်းပြည်ပြန်လည်တည်ထောင်ရေးမှာအ धिक အခန်းကဏ္ဍနဲ့ပါဝင်ဖို့လိုတယ်ဟုအထူးသဖြင့်ပြောကြားသည်စစ်ကောင်စီကမေလ29ရက်တွင် ထုတ်ပြန်ချက်အရမြန်မာပြည်အလဲပိုင်းငလင်ကြောင့်ဌာနဆိုင်ရာနှင့်ပြည်သူအမှုပြူများတွင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ7384.54ဘီလီယံရှိသည်ဟုဖော်ပြထားသည် စခန်းသိမ်းမြို့သိမ်းတိုက်ပွဲများတွင်အောင်မြင်မှုရရှိသူများအားအသက်နှင့်အရေးချင်းကန့်သက်ချက်မရှိဘဲယာရုတိုးပေးမိဟုမင်းအောင်လိုင်းမှမလုံးပေရန်ကုန်စွန်တက် မြန်မာတက်မတော်ဤစစ်စင်ရေးများတွင် စခန်းသိမ်းမြို့သိမ်းနှင့်ထင်သာမြင်သာအောင်မြင်မှုရရှိသည့်အထိတိုက်ခိုက်နိုင်သူအများရှိများနှင့်စစ်တီများကိုအသက်ပညာရည်ချင်းမှုတီပဲယာရုတိုးပေးမည်ဟုမင်းအောင်လိုင်းကမလုံးပေးညွှန်ကြားခဲ့ကြောင်းနေပြည်တော်ရှိစစ်ဘက်တရင်ရေးမြစ်ကဖော်ပြသည် အကျန်းဖတ်စစ်ကောင်စီကလာမည့်နှစ်ကုန်ပိုင်းတွင်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်းထို့သို့တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက်တက်မတော်ပါဝင်နိုင်ငံသားတိုင်းမှတာဝန်ယူမှုရှိကြောင်းထူးဖော်ပြသည်ဤတွင်၌တက်မတော်ဖွဲ့ဝင်များအားစခန်းနှင့်မြို့များပြန်လည်သိမ်းယူရေးတိုက်ပွဲများတွင်အောင်မြင်မှုရရှိသူများကိုအသက်အရွယ်ပညာအရေးချင်းမဲ့အရေးမထားဘဲယာရုနှင့်အဆင့်တိုးပေးမည်ဖြစ်ကြောင်းထိုက်ထိုက်တန်တန်လည်းစုချီးမြှင့်မည်ဖြစ်ကြောင်းသိရှိရသည် စခန်းသိမ်းမြို့သိမ်းရေးတွင်အောင်မြင်မှုရှိပါကယာရုနှင့်အဆင့်တိုးပေးမီဤလုပ်ငန်းစဉ်၌အသက်အရွယ်နှင့်အရေးချင်းကိုအကန့်အသတ်မထားတော့ဘဲတိုးမြင့်မီဖြစ်ပြီးထင်ရှားသောအောင်မြင်မှုများတွင်စုတစိမ့်များလည်းချီးမြှင့်မီဟုစစ်ဘက်သတင်းရင်းမြစ်ကပြောကြားသည် ထို့ပြင်ဤညွှန်ကြားချက်သည်စစ်မှုထမ်းတပ်သားများအပါအဝင်တက်မတော်အတွင်းရှိအားလုံးအားလုံးအကျုံးဝင်ကြောင်းတိုက်ခိုက်ဆွမ်းအားနှင့်တိုက်ပွဲအောင်မြင်မှုအပေါ်မူတည်၍သာယာရုတိုးပေးမည်ဖြစ်ပြီး ထိုက်တန်သလိုလစာနှင့် စုကြည်အပါအဝင် အခြားခွင့်ရေးများကိုလည်းခံစားခွင့်ရှိမည်ဖြစ်ကြောင်းအသိပေးသည် တော်လှန်ရေးတပ်ဖွဲ့များထုတ်ပြန်ချက်အရစစ်ကောင်စီတပ်အတွင်းမှတပ်သားများအလင်းဝင်ခြင်းစခန်းနှင့်မြို့များကိုကာကွယ်ရန်ခြံလက်ချင်းထွက်ပြေးခြင်းလက်နက်ချခြင်းနှင့်စစ်တုံးပစ္စည်းအဖြစ်ဖမ်းခံခြင်းများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်ဒီတိမ်မှာလက်နက်ထုတ်လုပ်ရေးစက်ရုံအသစ်6ရုံတည်ဆောက်မည်ဒီတိမ်အစိုးရကခေယန်းနှင့် ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်မည်စက်ရုံအသစ် 6ယုံကိုတိဆောက်ရန်ပေါင်တဒသမ5ဘီလီယံခန့်ယင်းနှီးမြှုပ်နှံမိဖြစ်ကြောင်းသတင်းများအရသိရသည်။ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရအဆိုပါစက်ယုံအစ်စ်များသည်ဒရုန်းများဒုံးကျည်များအပါအဝင် တာဝေးပစ်လက်နက်များထုတ်လုပ်နိုင်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်။ EC စင်သည်ကာကွယ်ရေးမဟာဗျူဟာသုံးသက်ချက်ဒီအားတစ်စိတ်တစ်ပိုင်းဖြစ်ပြီးယခုဒီအားအစီအစဉ်အသေးစိတ်ကိုမကြာမီထုတ်ပြန်သွားမည်ဟုလည်းကြေညာထားသည်။ ယူကရိန်းနိုင်ငံရှိပြည်ပခအခြေအနေသည်ကာကွယ်ရေးစက်မှုလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးရန်လိုအပ်ကြောင်းကိုပြည်ထိုင်ကာကွယ်ရေးဝန်ကြီးကရှင်းပြထားပြီးပြည်ပခကာလအတွင်းခေရန်ထုတ်လုပ်မှုစွန့်ရီတိုးမြင့်ရေးကိုလည်းလှုပ်ဆောင်နေကြောင်းဆိုသည်ထို့ပြင်2034ခုနှစ်အထိကာကွယ်ရေးအသုံးစရိတ်ကိုနိုင်ငံ၏ GDP 300ခန့်နှုန်းအထိမြင့်တင်ရန်လှုပ်ဆောင်နေကြောင်းလည်းကာကွယ်ရေးဝန်ကြီးကဖော်ပြသည် သို့သော ဝေဖန်သူအချို့ကဤအစီအစဉ်သည်လက်ရှိလက်နက်ကင်တပ်ဖွဲ့များ၏ချက်ချင်းလိုအပ်သည့်လက်နက်များအတွက်မဖြည့်ဆည်းနိုင်သည့်အပြင်လက်နက်ထုတ်လုပ်မှုအရှိန်ဟုန်တိုးမြင့်ရေးလိုအပ်ကြောင်းလည်းဝေဖန်ထုတ်ဖော်ထားသည်အစ္စရေးဤပြစ်ခတ်မှုကြောင့်ရာဖာမြို့၌ပါလက်စတိုင်းသူများအနည်းဆုံး15ဦးသေဆုံးဂါဇာကမ်းရိုးတန်းတောင်ပိုင်းရာဖာမြို့ရှိ ထောက်ပံ့ရေးပစ္စည်းဖြန့်ဖြူးရေးစင်တာအနီးတွင် အစ္စရေးတပ်ဖွဲ့မှပြစ်ခတ်မှုကြောင့် ပါလက်စတိုင်းသားအနည်းဆုံး15ဦးသေဆုံးခဲ့ကြောင်းနိုင်ငံတကာသတင်းများကဖော်ပြသည်။ဇွန်လ1ရက်မနက်အစောပိုင်းက ရာဖာမြို့ရှိလူသားချင်းစာနာမှုအကူအညီများဖြန့်ဝေသည့်စစ်နာတခုအနီး၌ပါလက်စတိုင်းဒေသခံများအထွေထွေ ထောင်ချီစုဝေးနေစဉ်အတွင်းအစ္စရေးတင်ကားများမှလူအုပ်ထဲကိုပြစ်ခတ်ခဲ့ကြောင်းဒေသခံများကပြောကြားခဲ့သည့်ထိုစင်တာမှာအမေရိကန်ရန်ပုံငွေဖြင့်လေပတ်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည် ဆိုပါဖြစ်စဉ်အတွင်ဒံယာရသူများကိုအပြည်ပြည်ဆိုင်ရာချက်ချေနေဖွဲ့ဤရာဘာရှိစေယုံတို့ပို့ဆောင်နေကြတော့လေကေဇေရေးအဖွဲ့အချို့ကအခြေအနေကြောင့်အခင်းဖြစ်ရာနေရာတို့မရောက်နိုင်ကြသေးဟုလည်းသတင်းထောက်များကဖော်ပြသည်ထို့ဖြစ်ပြည့်နှင့်ပတ်သက်၍အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ F မှထုတ်ပြန်ချက်တစ်ခုလည်းမျှမရှိသေးပါ ကြက်ချီနီစေးယုံတွင်တာဝန်ထမ်းဆောင်နေသောဆရာဝန်တဦးကဒံယာရသူ၅ဆက်ခန့်ရောက်ရှိလာပြီးပြင်းထန်ဒံယာရသူများကိုခန်းယူနေရှိမက်ဆာစေးယုံတို့ပြောင်းရွှေ့ရန်ကြိုးပမ်းနေကြောင်းပြောသည်။အရက်ဖက်ကာကွယ်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူကလည်းဒံယာရသူအရေးအတွက်မှာတရားကြော်ရှိနိုင်ကြောင်းခန့်မှန်းသည်။ရာဖာမျိုးတွင် အစ္စရေးဤစစ်စင်ရေးများနှင့် အကူအညီဝင်ရောက်မှုအစွမ်းထက်ကန့်တတ်မှုကြောင့် လူသားချင်းစာနာမှုအခြေအနေပြင်းထန်စွာဆိုးရွားလာနေကြောင်းကုလသမဂ္ဂကသတိပေးထားသည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပေးဆက်လက်အားပေးကြအောင်နော်။